မင်္ဂလာပါခင်ဗျာရှန်ကိုခစ်တက်ကနေဒီကနေ့နေ့ကတရင်နေကိုတင်ဆက်ပေးပါမယ် MDAA သိမ့်ပိုက်ထားတဲ့လရှုမျိုးကိုဒီကနေ့စတင်ပါလာ30ရည်ဒီမနေ့အစောပိုင်းမှာပဲအချမ်းပတ်စစ်ကောင်းစီတက်ကလေရင်နဲ့တက်မှန်ဘုံကျဲသွားပြန်ပါလေဒီဥနိုင်ငံကရောက်ရှိလာတဲ့ FTC 2000G တိုက်လေရင်အစ်စ်6စီကိုအချမ်းပတ်စစ်ကောင်းစီတက်ကနမ်ဆန်နဲ့မစ်တီလာလေတက်တွေမှာ3စီစီခွဲထားပြီး FTC လေရင်အုံမှုအပြည့်ဒုဗိုလ်မှူးကြီးဝင်းဟန်ဦးနဲ့ ဒုအမှုဘုံမှုဇေယျဒုဆိုသူတို့ကဦးစီးနေပြီးတော့လာရှုမျိုးအပါဝင်နိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုတွေကိုအတိတ်ကအသုံးပြုနေတယ်လို့လေတဲ့သတင်းရှင်းမြစ်ကပြောထားတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ MDAA သိမ့်ပိုက်ထားတဲ့လာရှုမျိုးကိုဒီနေ့စတင်မလ30ရက်နေ့မနက်အစောပိုင်းမှာလေအကြံဖတ်စစ်ကောင်းစီတက်ကလေရင်နဲ့တက်မှန်ဘုံကျဲသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒီကနေ့စတင်ပါလာ30ရက်နေ့မနက်အစောပိုင်းလူကြီးတိတ်ချိန်မှာအချမ်းဖတ်စကောင်စီတက်ကလာရှိုးမျိုးရက်ကွက်17ဘက်ကိုလေနဲ့လာပြီးထပ်မံဘုံကျဲတွားပြန်နေဆိုပါတယ်အဲ့ဒီလိုအချမ်းဖတ်စကောင်စီတက်ကလေနဲ့ကျဲချလိုက်တဲ့ဘုံသီးတွေဟာလာရှိုးမျိုးရက်ကွက်17ဘက်ကအောင်မင်္ဂလာလန်ဒန်မှာပါကြောက်ရောက်ပကွက်တာပြီးလက်တလောရရှိထားတဲ့အချက်လက်တွေအရာအယတပြည်သူ၃ဦးသေဆုံးသွားခဲ့ရတယ်လို့လည်းသိထားရသလိုနေအိမ်တွေလည်းပျက်စီးမှုများထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ် လက်ရှိလက်ရှုံမျိုးကို MNDAA ကသိမ်းပိုက်ထိန်းချုပ်ထားပြီးတဲ့နောက်မှာပဲမျိုးသိမ်းတိုက်ပွဲအပြီးပြန်လဲထူထောင်ရေးလုပ်ငန်းတွေနဲ့တချို့ပြည်သူတော်တော်များများလဲလက်ရှုံမျိုးကိုပြန်လာကြပြီးအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေပြန်လဲလုတ်ကင်လဲပတ်နေကြတဲ့အချိန်မှာပဲအချက်ဖက်စကောင်းစီတက်ကလက်ရှုံမျိုးမှာဘာတိုက်ပွဲမှာမရှိတော့ပဲလေချောင်းကနေတိုက်လေရင်တွေဝိုင်းတွဲလေရင်တွေအသုံးပြုပြီးတော့ယသပြည်သူတွေနေတဲ့နေရာတွေကိုတောက်လျှောက်ဆိုသလိုဘုံကျဲတိုက်ခိုက်နေရပါယသပြည်သူတေဆုံမှုတွေလည်းရှိထားတဲ့အပြင် နေအိမ်အဆောက်အုံတွေလဲတော်တော်များများပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်နဲ့ MNDAA ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ခင်ဗျတစ်ဆက်ထဲမှာပဲတရုတ်နိုင်ငံကရောက်ရှိလာတဲ့ FTC 2000G တိုက်လေရင်အသစ်6စီးကိုအချက်ပစကောင်စီတက်ကနမ်ဆန်နဲ့မိထီလာလေတက်တွေမှာ3စီးစီခွဲထားပြီး FTC လေရင်အမှုအဖြစ်ဒူပိုမူကြီးဝင်းဟန်ဦးနဲ့ဒူပိုမူဘုံမှုဆရာထွန်းဆိုသူတို့ကဦးစီးနေပြီးတော့ လာရှိုးမျိုးအပောင်းဝင်နိုင်ငံတော်လေချောင်းတိုက်ခိုက်မှုတွေကိုအတိတ်ကအသုံးပြုနေတယ်လို့လေတပ်သတင်းရှင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်။အချမ်းပတ်စစ်ကောင်စီကဒေယုနိုင်ငံကနေဝယ်ယူထားတဲ့ FTC 2000G လေယာဉ်အသစ်6စီးဟာအခု2024ဩဂုတ်လအတွင်းမှာပဲမြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီ။အဲ့ဒီတိုက်လေယာဉ်အသစ်တွေကိုလက်ရှိမြန်မာနိုင်ငံတဝက်လေချောင်းတိုက်ခိုက်မှုတွေမှာအများဆုံးအသုံးပြုနေတာဖြစ်တယ်လို့ပြောထားပါတယ်။အဲ့ဒီလိုတရုတ်နိုင်ငံကနေရောက်လာတဲ့ FTC 2000G လေယာဉ်အသစ်6စီးကို လက်ရှိအကြံဖက်စကောင်စီတက်ကနမ်ဆန်လေးတက်နဲ့မေဒီလာလေးတက်မှာ3စီးစီခွဲထားပြီးအဲ့ဒီ FTC လေးရင်အုံမှုအဖြစ်ဒုတိယဘုံမကြီးဝဲဟန်ဦးဆိုသူကိုနမ်ဆန်လေးတက်မှာဦးစီးခိုင်းထားသလိုမေဒီလာလေးတက်က FTC လေးရင်အစ်စ်3စီးကိုတော့ဘုံမှုဇေယားထွန်းဆိုတဲ့သူကဦးစီးနေတာဖြစ်ပြီးအဲ့ဒီလေးရင်အစ်စ်တွေနဲ့လက်ရှိလာရှုမျိုးအပအဝင်နိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှုတွေကိုအတိတ်ကလုပ်နေတာဖြစ်တယ်လို့လေလေးတက်တတိအရေးမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ရခိုင်ပြည်နယ်ကနေအာရခတတော် AA ရဲ့တက်ခိုက်မှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်123ဦးကိုဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုပြန်ပို့လိုက်ပြီးစစ်ကောင်စီဘက်ကလည်းဘင်္ဂလားဒေ့ရှ်အကျဉ်းသား85ဦးကိုပြန်လွှတ်ပေးလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းတောင်အသီးသီးမှာအမျိုးမျိုးသောပြစ်ဒဏ်ကြခံနေရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစုစုပေါင်း85ဦးဟာ စတေမလာ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မာဘက်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့တဲ့အကြောင်းဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဆိုထားပါတယ်။အဲ့ဒီအတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းရခိုင်ပြည်နယ်ကနေအရခတ်တော်အေအေရဲ့တိုက်ခိုက်မှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်123ဦးကိုမနေ့ကပဲမြန်မာနိုင်ငံကိုပြန်ပို့ပေးလိုက်ပြီးအဲ့ဒီလိုနှစ်နိုင်ငံအကြားလူပြန်ပို့ကြတဲ့အစီအစဉ်ကို နှစ်ဖက်နိုင်ငံသား၏ဝင်ကြီးဌာနကနေစီမံခန့်ခွဲပြီးညှိနှိုင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လဲဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျတဖက်မှာတော့ဘကိုးတိုင်းကပေါင်းတယ်မြို့နယ်မှာဇီဗလာခြေမအုပ်ချုပ်ရေးမှုလဲဖြစ်တငဲမဒိမ့်မှုတရခန်းထောင်ထွက်ရဲဘက်ပြေးလဲဖြစ်တဲ့သူငတ်တန်းဆိုတဲ့သူကိုဒေါ်လာရေးတက်တွေကပြစ်ခတ်ရှင်းလင်းရမှာပွေချင်းပြီးကိုသေသွားပြီလို့3631 PPDF တရင်တာဝန်ခံကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်စတင်ဘလာ28ရက်နေ့ကပဲ အဲ့ဒီအချမ်ပစကောင်စီခန့်ဇီပလာဂျေဝါအုပ်ချုပ်ရေးမှုငတ်တန်းဆိုတဲ့သူကိုဂျာနီကန်ကွတ်တစ်ဘောလုံးကွင်းထဲမှာ3631 PPDF တရင်တခွဲ9နဲ့ရွှေတောင်ပကဖရက်ပေါ်တွေကနေတွားရောက်ပစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းပြီးကိုသိသွားတယ်ဆိုပါလေအဲ့ဒီစစ်ကောင်စီခန့်ဇီပလာဂျေဝါအုပ်ချုပ်ရေးမှုငတ်တန်းဆိုတဲ့သူဟာတန်ငယ်မရိမှုတရက်ခန်းထောင်တွက်ရဲဘက်ပြေးလဲဖြစ်တဲ့အပြင်အဲ့လိုလူကိုစစ်ကောင်စီကအုပ်ချုပ်ရေးမှုအဖြစ်ခံထားပြီး အဲ့ဒီအုတ်ကြီးငတန်းဆိုးတဲ့သူကလက်ရှိစစ်ကောင်စီအတွက်စစ်မှုထမ်းကိစ္စနဲ့လူငယ်တွေကိုပေါ်တာဆွဲဖက်စီဓာတွေမတရားချိမ့်ချောက်ငွေညစ်တောင်းရန်ဓာတွေနဲ့ပြည်သူတွေကိုနှီးအီမျိုးစုံပိနေချိမ့်ချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့၃၆တုံများ PPTF တရင်တာဝန်ငယ်ကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့မုံရမန္တလေးလက်မိုက်မှာကင်းယူဖို့ထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုရမှာ စေကောင်းစီတက်တာ၅ဦးကတော့အတိအသေးသိကုန်ကြပြန်ပြီလို့ BLDF တခွဲအညာမိုက်တဖွဲတာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါလေစတိမလာ၂၈ရက်နေ့ကပဲမုံရမန္တလေးလမ်းမိုင်းကရွှေကူကြီးဖရအနီးမှာကင်းမုံဝစ်ဖို့ဆိုပြီးထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကလမ်းကနေအသင်ဆောင်ပြီးမိုင်းတွေပါအပုံးပြုတ်ပြီးတော့ကြပြတ်တိုက်ခိုက်ချိန်မုံးခဲ့တယ်ဆိုပါလေအဲဒီလိုတိုက်ခိုက်မှုအတွင် အရင်ဆုံးမိုင်းတွင်နဲ့တဲ့တဲ့ရောက်လာတဲ့စစ်ကောင်စီတပ်သား၅ဦးကတော့နေရာမှာတင်ပစ်လဲပြီးပွဲချင်းပြီးတွေကိုသိကုန်ကြတဲ့အပြင်ကျန်တဲ့စစ်သားတွေကတော့လက်နက်ငယ်တွေနဲ့ပစ်ခတ်မှုတွေအတွင်းဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့ BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတပတ်မှာလေစကိုင်းတိုင်းပလဲမြို့နယ်အင်မတီပြူစော်တီကျေးရွာကနေကန်တောင်ရက်စကန်ကိုရိတ်ခါပို့ဖို့ထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေါ်လာရေးပူပေါင်းတက်တွေကကြက်ပြတ်တိုက်ခိုက်ချင်းမမှုအတွင်းမှာလေစေကောင်စီတပ်သား၃ဦးကတော့အတီးတီးသေးကုန်ကြပြန်ပြီလို့ ABSD ရဲ့တပ်ဖွဲ့အမှတ်30ကျောင်းကပြောပါတယ်စတင်မလာ29ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲပလဲမြုံနဲ့အင်မတီရွာပြူစော့တီစကန်ကနေကန်တောင် yes ကန်ကိုရိတ်ခါပို့ဖို့ဆိုပြီးထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတက်တွေကလမ်းကနေကြက်ပြတ်တိုက်ခိုက်ခြေပုံးခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း ကြံပစဲကောင်းစီတက်သားသုံးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသိကုန်ကြပြီအဲ့ဒီစစ်ကြောင်းဟာအင်မတီပြူစော့တီစကန်ကိုစစ်တပ်ကလေဒီနဲ့ရိတ်ခါခဲရန်ချပေးခဲ့တဲ့ပစ္စည်းတွေကိုကန်တောင်း yes camp သွားပို့တာဖြစ်တယ်လို့လဲ ABSDF တပ်ဖွဲ့အမှတ်30စစ်ကြောင်းကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ